တာလီစောပါဒီကနေ့ဂျွန်လာ26ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မမြန်နင်းခင်ကတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့တိုက်ပွဲကာလအတွင်းပြည့်စည်သွားတဲ့ရခိုင်ကလူနေအိမ်တွေကို လေကြောင်း NDA ကြောင်းမဆောက်လုပ်နိုင်သေးတဲ့သတင်းအန်ယူလန်ပေါ်မှာတရုတ်ပြည်စည်းတွေပိုးတဲ့ကုန်ကားလီစီကို စစ်ကောင်စီတပ်ကတားဆီးစစ်ဆေးပြီးပြန်လုပေးလိုက်ရတဲ့သတင်းနဲ့အေအေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုစိုးရင်လို့ မဝေးကစစ်ကောင်စီရဲ့နေရီကန်စီဆိုင်စစ်စီကိတ်စခန်းရုတ်သိမ်းသွားတဲ့တရင်တွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တရင်တွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။တိုက်ပွဲကာလအတွင်းပျက်စီးသွားတဲ့ရခိုင်ပြည်အတွင်းကလူနေအိမ်တွေကိုစစ်ကောင်စီရဲ့လေကြောင်းအန်ဒီရဲ့ကြောင်းပြန်လေမတိဆောက်နိုင်ကြသေးဘူးလို့သိရပါဗျ။ ရခိုင်ပြည်ကဆယ်လီမြို့နေဟာအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိနေပြီဖြစ်ပေမဲ့စစ်ကောင်စီတပ်ကလေကြောင်းကနေတဆင်ပုံကျေးတာတွေစစ်တွေကြောက်ဖြူမန်အောင်မြို့တွေကစစ်ကောင်စီတပ်ရင်ရေတက်နေပြီတွေကအနီးနားကမြို့နေတွေစီကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာတွေကြောင်းအဲ့ဒီနေအဆောင်တွေကိုပြန်မဆောက်လုပ်နိုင်သေးတာလို့ဒေသခံတွေကပြောဆိုကြပါတယ်။ဒါအပြင်ဒေသခံပြည်သူတွေဟာ အလုတ်ကင်ရှာပါပြီး ဝင်ငွေမရှိတဲ့အပြင်အိမ်ဆောက်ပစ္စည်းတွေလေးဈေးမြင့်မားမှုရှိနေတဲ့အတွက်မဆောက်လုပ်နိုင်တာဖြစ်တယ်လို့ရန်ပြည်မြို့ဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်။လီရင်နဲ့ဘုံကျဲတဲ့အန်ဒီကိုစိုးရင်နေကြရပြီးအိမ်တွေဆောက်ပြီးတော့မှထပ်ပြီးတော့ပြုပြတ်သွားမှာကိုလေစိုးရင်ကြရတယ်လို့ဒေသခံတွေကပြောပါရယ်။အခုလိုပြက်စီးသွားတဲ့အိုးအိမ်တွေကိုပြန်လည်တည်ဆောက်နိုင်ဖို့ရခိုင်လူမှုအနေနဲ့တော်လန်ရေးကာလပြီးဆုံးတဲ့အထိ စိတ်ရှိသေးခံပြီးချက်ကြော်ဖို့လိုအပ်တယ်လို့ရခိုင်လူခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့ဒါရိုက်တာဦးမြတ်ထွန်းကပြောဆိုထားပါတယ်။ရခိုင်မှာစစ်ကောင်စီကလမ်းပန်းဆက်တွေကိုဖျက်တောက်ထားတဲ့အတွေ့ဘီလက်မြေအပောင်ဝင်းအုတ်သေးကြောက်တေဝါတို့စားတဲ့အင်းဆောက်ပစ္စည်းတွေဟာလေအဆမတန်ဈေးနှုန်းမြင့်မားနေပါတယ်ရှင်။အာရခတစ်တို့အီထင်းရှုံမှုအောက်မှာရှိနေတဲ့ရခိုင်ပြည်အမ်းမြို့နေက တောင်စောက်တောင်တည်ရုပ်တက်အာခွေစေယုံကိုကုံပြည်စည်းတွေပို့ဆောင်တဲ့ကုန်တင်ကားလေးစီးကိုစစ်ကောင်စီတပ်ကတားဆီးစစ်ဆီးပြီးနောက်ပြန်လုပေးလိုက်ရတယ်လို့တင်ပြရှိပါတယ်။ဒီလကျွန်လာ22ရက်နေ့မှာမကွေးတိုင်းငဖေးမြို့နီးဂုတ်ကြီးရွာအနီးစစ်ကောင်စီရဲ့တမကူကူစစ်ကြောင်းတစ်ခုကအဲ့ဒီကားလေးစီးကိုအေးအေးထန်ရိတ်ခါပိုးတဲ့တန်တရားနဲ့စစ်ဆီးမှုပြုလုပ်ခဲ့တယ်လို့ဒေတာရင်းကစီရေးတရင်းမြစ်တစ်ခုကနိုရင်းစရာကိုပြောပါရယ်။ အမျိုးနဲ့မိုင်း30กว่าမှာတည်ရှိတဲ့တရုတ်တန်းငွေပိုက်လိုင်းတအားခွဲစက်ယုံကိုလုံခြုံရေးယူထားတဲ့တောင်စောက်တောင်စစ်ကောင်စီစခန်းကို EE ကပြီးခဲ့တဲ့ဇန်နဝါရီလအစပိုင်းမှာထိန်းချုပ်ထားကြတာပါ။လက်ရှိမှာ EE ထိန်းချုပ်တဲ့နေမြေကတရုတ်တအားခွဲစက်ယုံဟာပုံမှန်လေပတ်နေပြီးတရုတ်ဝန်ထမ်းတွေနဲ့လုပ်သားတွေလေသူ့လို့သူဆက်လုပ်နေကြတယ်လို့ EE နဲ့နီးစပ်သူတယောက်ကနရင်းစရာကိုပြောပါရတယ်။ တရုတ်ပိုင်လိုင်းတအားခွေစက်ယုံရှိတဲ့တောင်စောက်တောင်အနီးနာကို စစ်ကောင်စီဟာဖေဖော်ဝါရီလအတွင်းကလက်နက်ကြီးတွေနဲ့ဖိခတ်ပြီးဒီရင်တွေနဲ့လေဘုံလာကြီးခဲ့တာတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။မကွေးတိုင်းဒေသကြီးငဖေမြို့ပဒန်းမြို့အဝင်ဂိတ်တစ်ခုဖြစ်တဲ့စစ်ကောင်စီရဲ့နေရီကန်စီဆိုင်ဂိတ်စခန်းဟာအာရခတက်တော်အေအေနဲ့တော်လန်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက်ရုတ်သိမ်းသွားပြီလို့သိရပါရယ်။ ပဒံမြို့အဝင်းနေရီကန်စီဆိုင်ဂိတ်မှာစကန်းရှနေထိုင်ခဲ့တဲ့တမကိုကိုအပါဝင်စစ်ကောင်စီတပ်သားတွေဟာဂျွန်လ14ရက်နေ့လောက်ကနေစပြီးစကန်းရုတ်သိမ်းသွားတာဖြစ်တယ်လို့တော်လန်ရေးတပ်ဖွဲ့နဲ့နှိဆက်သူတယောက်ကနရင်းစရာကိုပြောပါရီဒီဂျွန်လအထဲမှာပဲတတုတ်ရှင်းစီစွန့်ခေါ်ရုတ်သိမ်းသွားတာဖြစ်ပြီးအင်အားကတော့အနည်းဆုံး80ဝန်းကျင်လောက်ရှိမယ်လို့သူကဆက်ပြောပါရီအဲ့ဒီနေရီကန်စီဆိုင်ဂိတ်စကန်းမှာ စစ်ကောင်စီတပ်သားတွေမရှိတော့ပေမဲ့လေ အနီအနားဝန်းကျင်နဲ့ပဒန်းမြို့ထဲမှာတော့အရဲဝတ်တွေနဲ့တွာလာလှုပ်ရှားကအခြေအနေစောင့်ကြည့်နေတယ်လို့ပဒန်းဒေသခံအမျိုးသားတယောက်ကနရီဇရာကိုပြောပါရီအခုရုတ်သိမ်းသွားတဲ့ပဒန်းမြို့အဝင်နေရီကန်စီဆိုင်ဂိတ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကပြီးခဲ့တဲ့မတ်လ30ရက်နေ့ကတကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့သေးပါရီလက်ရှိမှာတော့စစ်ကောင်စီဟာ ပဒန်းမြို့စွန်ကုန်းအမြောက်ကြီးတက်နဲ့ကာကွယ်ပစ္စည်းစေယုံ ကပါစ14ဟိုပဲအဓိကအခိုင်မှာကာကွယ်ပြီးအင်အားအလုံးကြီးဖြစ်တင်ထားတယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ပဲခူးတိုင်းဖြူးမြို့နေရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ကစစ်ကောင်စီစခန်း၉ခုကို PDF နဲ့ KNL ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ကမနေ့အစောပိုင်းမှာတပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ NUG ကကွေးဝန်ကြီးဌာန MOD ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20ထက်မနေ့ကြာဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကရေအုပ်တယောက်ပါဝင်စစ်သုံးမှန်း3ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့လည်းဆိုပါတယ်။တိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နဲ့ ခေရန်စစ်တုံးပစ္စည်းအမြောက်များကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကရေးပေါ်တယောက်ကြားဆုံးခဲ့ရပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လေ MOD ကသတင်းထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနဘကူဟာဘကူတိုင်းအတွင်းစစ်စင်ရေးတွေကိုတိုးမြင့်ဆောင်ရွက်နေတာကြောင့်ပြည်သူတွေအနေနဲ့ပူပေါင်းပါဝင်ပေးကြဖို့ MOD ကမြစ်တာရက်ခံထားပါတယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့နယ်သာလန်နိုင်ငံမှာကျင်းပခဲ့တဲ့နေတိုးထိပ်သီးအစည်းအဝေးကနေအဖွဲ့ဝင်နိုင်ငံတွေအားလုံးကာကွယ်ရေးအသုံးစီမြစ်တင်ရေးသဘောတူညီခဲ့ကြတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။လာမယ့်ဆေစုနှစ်အတွင်းနေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့စုစုပေါင်းပြည်ရင်းထုတ်ကုန်တန်ဖိုးရေး900ခိုင်နှုန်းကိုကာကွယ်ရေးနဲ့လုံခြုံရေးအတွက်သုံးဆွဲကြဖို့နေတိုးမဟာမိတ်တွေကတိကဝတ်ပြုခဲ့ကြတာပါ။ တိတသမ900ခိုင်နှုန်းကိုတော့ကာကွယ်ရေးနဲ့ဆက်ဆက်တဲ့အတုံးစီအဖြစ်အတုံးပြုမယ်လို့သိရပြီးအဲ့ဒီအထက်မှာစိုက်ဘာလုံခြုံရေးအခြေခံအဆောက်အအုံကက်ယောဂါကာကွယ်ရေးနဲ့လူမှုအဖွဲ့အစည်းတွေအတွက်အတုံးစီပါဝင်မယ်လို့ဆိုပါတယ်ဒီလိုအတုံးစီတွေ့မြင်တာဟာရာချာရဲ့ချင်းချောက်မှုတွေကိုတံပြန်ဖို့နဲ့တမရထရန့်ရဲ့အဓိကတောင်းဆိုချက်ကိုနေတိုးထိပ်ပြီးအစည်းအဝေးမှာဆွေးနွေးအတည်ပြုခဲ့ကြတာလို့လည်းသိရပါတယ် ဒါအပြင်နေတိုးမဟာမိတ်တွေဟာယူကရိန်းကိုစီးရီးအရာဆက်လက်ပံ့ပိုးဖို့ကတိပြုခဲ့ကြပြီးဥရောပနဲ့ကနေဒါနိုင်ငံတွေဟာယူကရိန်းအတွက်စီးရီးအထောက်ပံ့ဒေါ်လာ35ဘီလီယံကျော်ထောက်ပံ့ဖို့လေးကတိပြုထားပါတယ်ရုရှားကဥရောပအက်တလန်တိတ်လုံခြုံရေးကိုရည်ချေချင်းချောင်းမှုနဲ့အကြံဖက်ဝါဒ NDA တွေကိုကာကွယ်မေးလို့လေနေတိုးရဲ့ထုတ်ပြန်ချက်မှာပါရှိပါရှင် ရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့နရင်းစရာက ထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစာုတ်တန့်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။